မင်္ဂလာပါရှင်။ Samni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့မိထီလာမြို့မှာတိန်ကိုးတိန်ချောင်းကိုတင်ဆက်ပေးသွားကြပါမယ်ရှင်။ တိမ်ဆိုဒီမှာတိမာဟုသောပါဠိမှာလာသောစကားဖြစ်ပါတယ်။အပိုင်းအခြားနေပယ်လို့ဆိုပါတယ်။တန်ဃာတော်များကံစည်းကံငယ်ပြုရာနေရာဌာနကိုတိမ်လို့ခေါ်ပါတယ်။တိမ်ဆိုတာရှိသမျှယဟန်တော်များတစုတဝေးတဲ့အညီအညွတ်ပေါင်းစုရဲ့ကံစည်းကံငယ်ဆောင်ရာနယ်တစ်ခုအဖြစ်တိကျသတ်မှတ်ထားတဲ့နေရာပဲဖြစ်ပါတယ်။ယဟန်တော်တို့ကြီးသာပြုလို့ဆောင်ရွက်ရတဲ့ယဟန်ခံခြင်း၊ဥပုပ်ပြုခြင်း၊ပဝါယနာပြုခြင်း၊ကထိန်သင်ငန်းပေးခြင်းစတဲ့ကိစ္စများကိုသဒ္ဒနာတော်အတုံးအနှုံးအပြင်ကံစည်းကံငယ်ဟုခေါ်ပါတယ်။ထိုကံစည်းကံငယ်တို့မှာတစ်ခုခုကို ဆောင်ရွက်လိုတဲ့အခါမှာရဟန်းတော်တွေကတိုင်ရတွဲမှာစူဝေးကြရပါတယ်ထို့သောစူဝေးရာ၌တပားနဲ့တပားနှစ်တောင့်ထွားထွန်းမဝေးစီပဲထိုင်နေစီဝေးခြင်းကိုကာယတမကီဟုပေးခြင်းဖြစ်ပါတယ်ကိုပြင်းညညွတ်မှုသဘောတူခြင်းနဲ့သူကိုပြခြင်းဖြစ်ပါတယ်မြမသမိုင်းမှာတော့တိန်ကိုတိန်ကိုတပြိုင်တည်းသမုတ်တဲ့ဘယင်တပားရှိခဲ့ပါတယ်ထို့ဘယင်ကတော့အနော်ရထာမင်းကြီးပဲဖြစ်ပါတယ်အနော်ရထာမင်းကြီးဟာမိထီလာကန်တော်ကြီးကိုလာရောက်ဆဲဖို့စဉ်က အရှင်အရဟံဥဆောင်သော မထေကြီးကိုပါရဟန္တာမထေငယ်16ပါးတို့နဲ့မိထီလာနဲ့တပိုင် ်မှာတိမ်ကိုတိမ်ကိုတပြိုင်တည်းသမုတ်တော်မူခဲ့ပါတယ်။မိတီလာကန်တော်ကြီးမှာအနော်ရထာမင်းကြီးလက်ထက်မှာစ၍တိမ်ကိုတိမ်၊ကိုကိုကူ၊အင်ကိုအင်၊ကုံကိုကုံဟု၍ထင်ရှားကြော်ကြားခဲ့ပါတယ်။တိမ်ကိုတိမ်ကိုလက်ရရဲ့လက်ပတ်မီဆိုလျင်ပဲတီတာတိမ်ကိုစတင်တွေ့ရမှာပဲဖြစ်ပါတယ်။ပဲတီတာတိမ်ကတော့အလဲရွာနယ်မြေမြင်းကန်ကျေးရွာအုပ်စုမှာပါဝင်ပြီးစဲကုန်းကျေးရွာအနီးမိတီလာကျောင်းတော်ကားလမ်းမှာတည်ရှိပါတယ်။ပဲတီတာတိမ်ကိုတော့ယဟန်နာအရှင်စုနန္ဒာကကြည်ကြက်သမုတ်ခဲ့တာဖြစ်ပါတယ်။ဒုတိယတွေ့ရမယ့်တိမ်ကတော့ကတ်တူကန်တိမ်ပဲဖြစ်ပါတယ်။ကတ် တူကန်တိန်ကတော့မွေအုပ်စုမှာပါဝင်ပြီးကိုမတွေ့ရွာအရှိဘန်တိန်တောင်ကုန်းမှာတည်ရှိပါတယ်။ရခင်ကသွာလာရန်ခက်ခဲတော့လေယခုအခါမှာတော့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးဘေးမှာရှိသဖြင့်သွာလာရန်အလွန်လွယ်ကူခဲ့ပါတယ်။ကတူကန်တိန်ကိုတော့ယဟန်နာအရှင်ရထကအကြီးကျယ်သမုတ်ခဲ့တာဖြစ်ပါတယ်။တတိယတွေ့ရမယ့်တိန်ကတော့ဝက်ကြောက်တိန်ပဲဖြစ်ပါတယ်။ဝက်ကြောက်တိန်ကတော့ညောင်မင်းရှိုးကျေးရွာအုပ်စုမှာပါဝင်ပြီးဝက်ကြောက်ရွာမြောက်ဖက်မှာတည်ရှိပါတယ်။ဝက်ကြောက်တိန်ကိုတော့ယဟန်နာအရှင်မြတ်ရှင်ပါကုလကအကြီးကျယ်သမုတ်ခဲ့တာဖြစ်ပါတယ်။စရုပ် ာတွေ့ရမယ့်သိန်းကတော့ရှင်ပင်ကူသိန်းပဲဖြစ်ပါတယ်။ရှင်ပင်ကူသိန်းကတော့ရွာမအုပ်စုရှင်မြို့ရွာအနီးမှာတည်ရှိပါတယ်။ယခုအခါမှာတော့ချမ်းဧတာယာမြို့တဲ့မြောက်ဖက်မှာတည်ရှိပါတယ်။ရှင်ပင်ကူသိန်းကိုတော့ရဟန္တာရှင်မောကလိကကြီးကျက်သမုတ်ခဲတာဖြစ်ပါတယ်။ပြစမတွေ့ရမယ့်သိန်းကတော့တဖန်းသိန်းပဲဖြစ်ပါတယ်။တဖန်းသိန်းမှာမိထီလာမြောက်ဖက်၅မိုင်အကွာမိထီလာပင်တလဲသွာကားလမ်းပြီးမှတည်ရှိပါတယ်။တဖန်းတောင်ရွာမြောက်ဖက်ကုန်းမှာတည်ရှိပါတယ်။တဖန်းသိန်းရဲ့ထူးခြားချက်ကတော့ရှေးအဆောက်အအုံအတိုင်းပုံ၅ဆင့်တစောင်းနဲ့ဇေဒီတော်တွင် မှာရှိတဲ့ရုပ်ပွားတော်တွေကလည်းပကံလက်ရာရုပ်ပွားတော်တွေပဲဖြစ်ပါတယ်။ထပ်ပြီးထူးခြားချက်ကတော့တဖန်းသိင်သိင်ဟာရှန်ရန်မထေကြီးကိုယ်တိုင်ကြီးကျက်သမုတ်ခဲ့တဲ့သိင်ပဲဖြစ်ပါတယ်။ဆက်ထမတွေ့ရမယ့်သိင်ကတော့ကလင်ချေသိင်ပဲဖြစ်ပါတယ်။ကလင်ချေသိင်ကတော့ရှမ်းတဲနေမြေအကြောင်းရွာအုပ်စု၄တောက်ကန်ကြီးရွာနီးမှာတည်ရှိပါတယ်။ကလင်ချေသိင်ကိုတော့ရဟန္တာအရှင်မြတ်ဓမိကကကြီးကျက်သမုတ်ခဲ့တာဖြစ်ပါတယ်။သက်တမတွေ့ရမယ့်သိင်ကတော့ကုဖြူသိင်ပဲဖြစ်ပါတယ်။ကုဖြူသိင်မှာကုဖြူသိင်ကြီးရွာနီးမှာတည်ရှိပါတယ်။ယခုအခါမှာတော့တပြေဝအသာစီသောကာလံပင်ဝ စင်မင်းရာစာတီထားကိုကိုွယ်ခဲ့တဲ့ရွှေစည်းကုံစည်ရိုးရဲ့တောင်ပတ်မှာတည်ရှိပါတယ်ကိုဖြူသိမ့်မှာတော့တာစီမြို့နယ်အတွင်းမှာပါဝင်ပါတယ်ကိုဖြူသိမ့်ကိုယဟန်နာရှင်ရေဝထကကြီးကျက်သမုတ်ခဲ့တာပဲဖြစ်ပါတယ်အထမတွေ့ရမယ့်သိမ့်ကတော့ကုန်းတောင်သိမ့်ပဲဖြစ်ပါတယ်ကုန်းတောင်သိမ့်မှာမိထီလာတောင်ကြီးသွားကားလန်ပြီးကညောင်ကင်ကျေးရွာရဲ့အရှိမြောက်ဖက်မှာတည်ရှိပါတယ်ကုန်းတောင်သိမ့်မှာလည်းတာစီမြို့နယ်မှာပါဝင်ပါတယ်ကုန်းတောင်သိမ့်ကိုယဟန်နာရှင်မြတ်ကြီးရှင်ရက်သားကကြီးကျက်ခဲ့ပါတယ်နဝမမြောက်တွေ့ရမယ့်သိမ့်ကတော့ထီ30သိမ့်ပဲဖြစ်ပါတယ်ထီ30သိမ့်က ော့မိထီလာမြင့်တန်သောကားလမ်းပေးကရွှေမြမိဇေဒီတော်အတွင်းမှာသီရိမင်္ဂလာရက်ွက်အတွင်းမှာတည်ရှိပါတယ်။ထီ30သိန်းမှာအလဲသိန်းဖြစ်ပါတယ်။ထီ30သိန်းကိုယဟန္နာအရှင်နန္ဒကအကြီးကျယ်သမုတ်ခဲ့တာဖြစ်ပါတယ်။သိန်း9သိန်းမှာတော့တသိန်းနဲ့တသိန်းအဖြောင်းတိုင်းလျင်နှစ်မိုင်ခန့်ကွာဝေးပါတယ်။ထီ30သိန်းကိုဗဟုထား၍မိထီလာကန်ကြီးရဲ့အောက်မှာ၄သိန်းမိထီလာကန်ကြီးရဲ့အထက်မှာ၄သိန်းတိဆောက်ထားခြင်းမဲ့ဖြစ်ပါတယ်။သိန်းတိုင်းမှာတော့သိန်းဦးဇေဒီတွေရှိပါတယ်။ဇေဒီတိုင်းမှာအရှိတ်မုတ်လှည့်ထားပါတယ်။မုတ်တိုင်းမှာတော့တမင်ခွေရုပ်ပွားတော်တွေတည်ရှိပါတယ်။ပဲတီတာ ားသိန်း၊ကတုကန်သိန်း၊ဝက်ကြောက်သိန်းနဲ့ရှင်ဘကူသိန်းတို့မှာကံအထက်တွင်ရှိသောသိန်းလေးသိန်းဖြစ်၍တဖန်းအိမ်သိန်း၊တဖန်းသိန်း၊ကလင်ချေသိန်း၊ကုဖြူသိန်းနဲ့ကုန်းတောင်းသိန်းလေးသိန်းတို့မှာတော့ကံအောက်လေးသိန်းဖြစ်ပါတယ်။ထိုသိန်း၉သိန်းကိုတော့ရှင်ရံမထေမြတ်အမှုပြု၍မထေကြီး၉ပါးနဲ့ယဟန္နာမထေ16ပါးတို့ကတရက်ထဲတနေ့တဲ့တပြိုင်တည်းတိဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ယနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့သိန်း၉သိန်းရဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့အကြောင်းအရာများနဲ့ဘုဟုသူ တာဖြစ်ပွဲသမိုင်းကြောင်းများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်။